ားလုံးပဲမင်္ဂလာပါရှင်ရမ SD ဇက်ကစုတင်တာဖြစ်ပါတယ်။အခုဗီဒီယိုကတော့ကျွန်တော်စာအုပ်နောက်ကလူလို့ခေါင်းစဉ်ပေးထားတဲ့အတိုင်းပေါ့နော်။ကျွန်တော်တို့တွေစာပေနဲ့ရင်းနှီးအောင်စာပေတွေကိုဖတ်လို့အဆင်ပြေအောင်ဖတ်လို့ရအောင်မုံသူတာတွေရအောင်လို့ရေးသားခဲ့ကြတဲ့စာရေးဆရာတွေရဲ့အကြောင်းကိုကျွန်တော် sharing လုပ်ပေးသွားမယ့်ဗီဒီယိုဖြစ်ပါတယ်။ကျွန်တော်အရှိအပတ်မှာတော့အရှိလာပေါ့နော်အရှိလာမှာတော့ဆရာဆရာမြတ်တန်းတင့်ရဲ့အကြောင်းကိုကျွန်တော် sharing လုပ်ပေးခဲ့တယ်။ဒီလမှာတော့အခု match ပေါ့နော်ဒီ3လပိုင်း16ရက်နေဆိုရင်ဒါကွယ်လွန်သွားတာ18နှစ်ရှိသွားပြီဖြစ်တယ်ဆရာကြီးဆရာရဲ့အကြောင်းကိုကျွန်တော် sharing လုပ်ပေးသွားမှာဆရာ့ဟိုဆိုရင်ဘာသာပြန်စာအုပ်ဒီဘာသာပြန်နဲ့စာရေးဆရာလို့ကိုပြောပြီးတော့ဒါထင်ရလောက်အောင်ထိဆရာရဲ့စာအုပ်တွေကဘာသာပြန်စာအုပ်တွေမှာပို့ပြီးတော့နာမည်ကြီးရယ်ပေါ့နော်ဒါကတော့ဆရာဆရာမောင်ထုံးသူဖြစ်ပါတယ် ်ဆရာရဲ့ဘာသာပြန်စာအုပ်တွေမှာဆိုရင်ဒါစာအုပ်80ကျော်လောက်ရှိတယ်ပြီးသွားပြီဆိုရင်ဒါဆရာမထုတ်ဝေလိုက်ရသေးတဲ့စာအုပ်တွေလည်းရှိရပေါ့နော်အဲပြီးတော့ခါကျတော့ကျွန်တော်စာဆရာရဲ့အကြောင်းကိုအများကြီးမပြောခင်ပေါ့နော်ဆက်ပြီးတော့မပြောခင်မှာကျွန်တော်ကျွန်တော်ရဲ့အဒီခုစာအုပ်စင်မှာပေါ့နော်ရှိရဲ့ဒါဆရာရဲ့ကျွန်တော်ထဲမှာရှိတဲ့ဆရာရဲ့စာအုပ်ကလေးကိုကျွန်တော် a little လေးကြွားချင်ပါတယ်ဒါပထမဆုံးဒီစာအုပ်ဒါဆိုရင်မျော်တလင်းနဲ့ အထူးကြီးပဲကျွန်တော်ဒီစာအုပ်ကိုကျွန်တော်ဒီဒီပြောဘူးလားမသိမမမီတော့ဘူးတော့အဲဖတ်ထားလဲကြာပြီဆိုတော့ဗောနော်အဲပြီးတော့ပြီဆိုရင်ဒါနှင်းကြွေတပြိုက်နှွေတရှိုက်ဆိုတဲ့စာအုပ်ဆရာမောင်ထုံးသူပဲရေးထားတယ်နောက်ထပ်တစ်အုပ်ဆရာရဲ့နာမည်ကြီးတဲ့သူများဆရာမောင်ထွန်းသူလို့ပြောလာရင်ဖတ်ခိုင်းတဲ့စာအုပ်ပေါ့ဗောရမန်မီဆိုတဲ့စာအုပ်ဒီစာအုပ်လို့တော့ကျွန်တော်ဒီ တအုပ်သေးတီးတက်ကျွန်တော် review မပေးရသေးဘူးပေါ့เนาะ now ကြာရင်တော့ကျွန်တော်ပြီးဖို့တော့စဉ်းစားထားတယ်ပြီးသွားပြီဆိုရင်ဆောက်ကလေးကပြီးဆိုနောက်တအုပ်နောက်တအုပ်ကကြာတော့မောင်ထုံးသူရဲ့လာယာလန်းလွမ်းမိပါရဲ့ဆိုတဲ့ဆောက်ကလေးပြီးသွားပြီဆိုရင်ဒါကကင်မလီကင်မလီဆိုလဲဆရာရဲ့ဒါနမကြီးရဲ့ဆောက်အုပ်ထဲမှာပါတယ်ပေါ့เนาะအဲပြီးတော့ဒါကဆရာရဲ့ဒါ နမ်မိမေလာဝိုတော်ဝါဆိုဒါကျွန်တော်ဒီနှစ်မှာဝယ်ထားတဲ့စာအုပ်ပေါ့ကျွန်တော်မဖတ်သေးဘူးကောနော်အဲဒီစာမဖတ်သေးဘူးဒီဟာကတော့ကျွန်တော်ရှင်းနှစ်ကဝယ်ထားတယ်နဲဒါနိုင်ငံတကာလောက်ကြံမှုကြီးများဆိုတဲ့ဟာစိတ်ကူးချွတ်ချွတ်ရဲ့ဒါ25% 20%တို့ discount တွေမှာကျွန်တော်ဝယ်ထားဒီစာအုပ်တွေပေါ့နော်ဒီစာအုပ်တွေပေါ့နော်။အော်ပြီးတော့ပြီးတော့ကျွန်တော်အခု lossless ဖတ်နေတဲ့လက်စပေါ့နော်။လက်စစာအုပ်ကလေးလည်းရှိသေးတယ်။ဒီကတော့နောက်ဆုံးမြေပြီးတော့မှာနောက်ဆုံးမြေဆိုတဲ့စာအုပ်ကလေး ီစာအုပ်ကလေးဒါကတော့ကျွန်တော်ထဲမှာရှိတဲ့ဆရာရဲ့စာအုပ်ကလေးတို့ကျွန်တော်အလေးတဲလေးချတာပေါ့နော်။ကဲဒါဆိုရင်ဆရာအကြောင်းလေးဆက်ရအောင်။ဆရာက19ရက်ဒီဇင်ဘာဒါ1930ခုနှစ်မှာဆိုရင်မွေးဖွားခဲ့တာ။မွေးဖွားပြီးရခါကျတော့ဒါမတ်လပေါ့နော်။အခုမတ်လ19ရက်2009ခုနှစ်မှာဆိုရင်ဒါအသက်86နှစ်မှာ ါကွဲလွန်သွားတာပေါ့နော်အဲဆရာရဲ့ဒီ lifestyle အနေနဲ့ပေါ့နော်ဆရာရဲ့ career အနေနဲ့က तू ကဝန်ထမ်းပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ဒါတွေကိုကျွန်တော်မပြောတော့ဘူးဒီစာပေနဲ့ပတ်သက်တဲ့ဟာလေးပဲကျွန်တော်အဲပြောမယ်ပေါ့နော်တောင်ကွာ62ခုဆရာပြန်ကြားရေးဌာနမှာပေါ့နော်တာဝန်ထမ်းဆောင်တဲ့အချိန်မှာမောင်ထွန်းတို့ထွန်းနိုင်ဦး ပြောကြတော့ညံနာလုတ်သားတူဘောเนาะစတဲ့ကလောင်နေနဲ့ဆရာကဒါခီးသွားဆောင်းမားတွေဘာသာပြန်ဆောင်းမားတွေဝိထုတို့တွေဘောเนาะအဲအဲ့လိုမျိုးတွေရေးပြီးတော့ဒါစပြီးလောကကိုစပြီးတော့ဝင်ခဲ့တာအဲပြီးတော့ဆရာကဒါရဲတိုက်ဆိုတဲ့စစအုပ်ဘောဘာသာပြန်ရတစပြီးစုကိုရရှိခဲ့တာဆရာမှာပင်ကိုရေးဝိထုလည်းရှိရပေါ့เนาะအဲ့ဒါကိုရ80မှာ အဆိုရင်စာပေပိတ်မှန်ထုတ်တဲ့တောင်ပန်းမဲတိငှက်ငယ်များပေါ့နော်အဲ့ဒါကတော့ဆရာရဲ့ပထမအောင်ဆုံးပင်ကိုရေးပြီးတော့ဒီဆရာရဲ့ရန်ထင်ကရစာအုပ်တွေပြောမှာဆိုဆိုင်ကုံဆိုင်ကုံဆိုရင်ကျွန်တော်ဒီထဲမှာမရှိဘူးပေါ့နော်ဒါပေမဲ့ကျွန်တော်ငားပြီးတော့ဖတ်ထားတာအဲ့ကြတော့ဆိုင်ကုံလဲဒါဆရာရဲ့လက်ရကောင်းနေရတအုပ်ပေါ့နော်ပြီးတော့တခြားတခြားစာအုပ်တွေလည်းအများကြီးပဲပေါ့နော်ဆိုင်ကုံဆိုရင်စာအုပ်ကြီးကအထူးကြီးပဲပေါ့နော်ဒါပေမဲ့ မပြင်းသွားဘူးကျွန်တော်အိုက်ဆိုင်ကုန်ကိုလည်းဒါ review တက်တက်ပေးထားတဲ့ video ရှိရပါတော့တကယ်လို့စိတ်ဝင်စားရင်တွေ့ကြည့်ပေးကျွန်တော် description မှာလည်းထည့်ပေးမယ်အဲ့ရဆိုရင်ဒါတခြားနိုင်ငံရဲ့အကြောင်းကိုဘေးလူကနေပြီးတော့ဗောနောမြင်နဲ့အမြင်နေနဲ့ရေးသွားရေးသွားရေးသွားတာဆိုတော့လုံးဝစိတ်ဝင်စားရတဲ့စာအုပ်ဗောနော ืมကျွန်တော်အများကြီးတော့မပြောတော့ဘူးကိုကျွန်တော်လေးစားကွန်ပျူတာအားဖြင့်ဒီဗီဒီယိုလေးကိုကျွန်တော်ဖန်တီးလိုက်တာဒါဆရာကွယ်လွန်တာဆိုရင်အခုက18နှစ်ပြည့်သွားပါပြီပေါ့နော်ကျွန်တော်ဒီဗီဒီယိုမှာမြစ်တာရက်ခံကျင်တာလေးတစ်ခုရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ကျွန်တော်စောင်းအုံနောက်ကလူဆိုတဲ့ခေါင်းစဉ်နဲ့ပေါ့နော်ဒီလိုစာရေးဆရာကြီးရဲ့အကြောင်းတွေကိုကျွန်တော်မျှဝေတာအဲ့ဒါကတော့ကျွန်တော်ရဲ့တကယ်ရဆိုရင်တော့တကယ်တော့ကျွန်တော်စဉ်းစားလိုက်တာပေါ့ပေါ့လေးပေါ့နော်အဲဒီစာကိုတွေကိုဒါစာပေနဲ့ရင်းနှီးအောင်စာပေတွေကိုဖတ်ဟာဖြစ်အောင်လို့ ရေးသားခဲ့တဲ့စာရေးစရာတွေကိုဂုံပြူသွားအပြင်ဗီဒီယိုလေးတွေလှုပ်ချင်တယ်ဗောနော်အဲ့လိုမျိုးနဲ့ကျွန်တော်စလိုက်တာဒါပေမဲ့တကယ်တမ်းတွေးလိုက်ကြည့်လိုက်တဲ့ခါမှာတော့ကျွန်တော်အတွက်အရန်ကိုအဲတာဝန်ကြီးရယ်ဗောနော်ဘာလို့ကျွန်တော်တီးတဲ့ဟာအနည်းလေးအကျဉ်းလေးနဲ့ဗောနော်ဟိုမအားအမားတွေပါသွားမှလည်းကျွန်တော်စိုးရိမ်နေအမားတွေပါခဲ့ရင်လည်းကျွန်တော်ဒီကနေပြီးတော့တောင်းပန်နေအဲတကယ်လို့ဒါဆိုကျွန်တော်တိရနည်းနည်းလေးတွေပဲကျွန်တော် sharing လုပ်ပေးသွားပြောမယ်ဆိုတော့ဒါဆိုရင်အဲဆရာကြီးရဲ့ ဆရာကြီးရဲ့အမတ်တရားတွေအထင်ကြီးရတယ်ဆရာကြီးရဲ့စာအုပ်တွေပေါ့နော်အဲ့လောက်နေပဲမျှဝေတာပေါ့ကျွန်တော်မသိနိုင်နဲ့အဲလူတယောက်ရဲ့ live မှာဆိုအခုဆရာကြီးဆို86နှစ်ပေါ့နော်သူ့ရဲ့ habit တွေဟိုကိုမသိတဲ့ဟာတွေလည်းအများကြီးပဲရှိနိုင်တယ်ကျွန်တော်ထည့်မပြောသွားတာလည်းဖြစ်နိုင်တယ်ကျွန်တော်မသိလို့မပြောတာလည်းဖြစ်နိုင်တယ်ပေါ့နော်အဲကြောင့်မို့ video ကြည့်တဲ့သူတွေအနေနဲ့တကယ်လို့ကိုကသိတယ်ကျွန်တော်မပြောလိုက်တဲ့ဟာတွေဒါ တခြားလူတွေလည်းသိစေခြင်းနဲ့ကျွန်တော်ကိုလည်းသိစေခြင်းနဲ့ဆိုတော့ comment မှာရေးသွားပေးပါကျွန်တော်လည်းဘုဟုတ္တတွေရတယ်ပေါ့နော်ဒါတော့ဒီຢာလေးကိုမြေတားရက်ခံရင်းနဲ့ကျွန်တော်ဒီဗီဒီယိုလေးကိုကျွန်တော်ဒီလောက်နဲ့ပဲရန်နာလိုက်ပါမယ်အဲနောက်ဗီဒီယိုနောက်ဗီဒီယိုမှာလည်းကျွန်တော်ပြန်လဲဆုံတွေ့စီမှာတယ်နောက်ထပ်အကျိုးရှိမဲ့အကြောင်းအရာတွေလည်းကျွန်တော် sharing လုပ်ပေးသွားမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel လေးကိုအဲ subscribe လုပ်ပြီးတော့စောင့်ကြည့်ပေးဖို့လည်းပြောချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်